ေဗစ်ဆိုတဲ့လူတစ်ယောက်ကစပိန်ရုပ်ထုပေါ်မှာထိုင်နေပြီးသူ့ရဲ့နေ့စဉ်စားချင်းမတိုင်ခင်မှာကဘာပတ်ခဲ့တဲ့အကြောင်းပြောပြနေပါတယ်။လူငယ်ရဲ့နှစ်တွေတုန်းကတော့ဒေးဗစ်ကအတမှန်အထက်ထောင်ကျောက်သားလေးတယောက်သာဖြစ်ပြီးအမြဲတမ်းကြင်ခံရတဲ့ကောင်လေးတယောက်ပဲဖြစ်ပါတယ်။ဒေးဗစ်မှာတစ်ဖက်သက်ကြိုက်နေရတဲ့မီလီဆိုတဲ့ကောင်မလေးတယောက်လည်းရှိပါတယ်။တကယ်ပါတော့ဒေးဗစ်ကမီလီကိုနှင်းပေါ်လေးတလုံးလက်ဆောင်ပေးဖို့လုပ်နေတဲ့ချိန်သူ့ကိုအနိုင်ကျင့်နေကြမက်ဆူရဲ့ကျောင်းသားယောက်လာကဒေးဗစ်ကနှင်းပေါ်လုံးလေးကိုရေခဲပစ္စည်းကိုလွှတ်ပြလိုက်ပါတယ် မီဒီယာတော့အကိစ္စအတွက်မတ်ကိုရိုက်ချနေပြီမတ်ကတော့ဒေးဗစ်အနာအောသွားက sorry ကွာငါ့ရဲ့လက်စကိုမထည့်နိုင်ဘူးကွာလို့ပြောလိုက်ပါတယ်ဒါမဲ့ဒေးဗစ်ကတော့ဘာမှပြန်ပြောမနေတော့ပဲနှင်းမော်လုံးလေးကိုပဲသွားပြီးယူနေတဲ့အချိန်နှင်းမော်လုံးလေးကိုတော့အောင်မြင်တဲ့ကျူရနိုင်ပြီးအနောက်ကိုပြန်ထည့်လိုက်တဲ့အချိန်မှာတော့ရေခဲပြရာပြုတ်ထသွားပြီးဒေးဗစ်လည်းရုပ်ထဲကိုပြုတ်ထသွားပါတယ်မီဒီလေအကိစားကြီးကြောင့်အနန္တကြားဖြစ်နေပြီးဒေးဗစ်ကိုကယ်ပေးဖို့အတွက်ပတ်ဝန်းကျင်အော်ဟစ်အကူအညီတောင်းနေရပါတယ်။ဒေးဗစ်လည်းရေခဲပြင်နေရာနဲ့ရုံထွက်လို့မရဖြစ်နေပြီးအသက်လူနေရာကရုတ်တရက်ဆိုသလိုပဲအသက်ကြီးတစ်ခုထဲကိုရောက်သွားခဲ့ပါတယ်။ ဒေးဗစ်လည်းသူ့ကိုယ်သူဘာတွေဖြစ်လို့ဖြစ်သွားလဲဆိုတာကိုနားမလည်ဖြစ်နေပြီးအတွေးတွေများနေကအိမ်ဝင်သွားပြန်လာခဲ့လိုက်ရပါတယ်။ဒေးဗစ်ငါးနှစ်သားအရွယ်မှာဒေးဗစ်ရဲ့အမေကအဲရနဲ့ထွက်သွားခဲ့တာဖြစ်ပြီးအဖေဖြစ်သူကတော့အဲ့ချန်နေစားပြီးအရက်ကိုဆွတ်သွေးမြက်တောက်နေကအရသမားကြီးလုံးလုံးဖြစ်နေခဲ့ပါတယ်။အိမ်မရောက်တဲ့အချိန်မှာတော့အဖေဖြစ်သူကအိမ်မရောက်ကြတဲ့အတွက်ဒေးဗစ်ကိုဆုံနေပြီးဒေးဗစ်ကတော့ဘာမှပြန်ပြောမနေတော့ဘဲသူ့ရဲ့အခန်းထဲကိုသာတမ်းပြီးဝင်သွားလိုက်ပါတယ်။အဖေဖြစ်သူကလည်းဒေါသတကြီးနဲ့ဒေးဗစ်ရဲ့အခန်းပေါက်ဝါးနဲ့အော်ဟစ်နေပြီးဒေးဗစ်ကတော့နောက်တစ်ခါစကြည့်ရတဲ့ကိုထပ်ပြီးရောက်သွားပြန်ပါတယ်။ ဒီတော့ပါပဲဒေးဗစ်လည်းသူ့ကိုယ်သူတလျာနဲ့တလျာကိုခုတ်ကူးနေတယ်ဆိုတော့သိသွားပြီးသူ့ရဲ့အခန်းထဲကိုပြန်ဝင်လာကရဲတိုက်နေတယ်သူ့ရဲ့အဖေကိုတွေ့သွားပါတယ်ဒီချိန်မှာတော့ဒေးဗစ်လည်းဒီဘေးအစီအရာနေငါ့ရဲ့အမေကိုထွက်သွားနိုင်တာငါ့ဘာဖြစ်လို့ထွက်မသွားနိုင်ရမှန်းလဲလို့ပြောနေပြီးသူ့ထားတဲ့ပတ်စံတချို့နဲ့သူ့ရဲ့အမေရဲ့ဓပုံယူကနေရာနဲ့ထွက်သွားလိုက်ပါတယ်လူတွေနဲ့ထွက်မသွားခင်မှာဒေးဗစ်ကမီလီယံအင်ရှားဒန်းလေးပေါ်မှာနှစ်မော်လုံးလေးကိုထားခဲ့လိုက်ပြီးတက်တဆိတ်ပဲမျိုးရနဲ့ထွက်သွားခဲ့လိုက်ပါတယ်ဒီလိုနဲ့ဒေးဗစ်လည်းတခြားမျိုးတစ်ခုကိုရောလာခဲ့ပြီးဇေဘောတဲ့ဟိုတယ်တစ်ခုမှာအခန်းကားလိုက်ကဘဝကိုတယောက်တည်းရှေ့ဆက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ် ။ဆုံးဖြတ်ချက်ချပြီးနောက်ရက်မှာတော့ David ကသူရထားတဲ့အစွမ်းတွေကိုဘယ်လိုသုံးယူရမလဲဆိုတာကိုလေ့ကျင့်နေပြီးစာအုပ်ထဲမှာပါတဲ့ပုံနဲ့တဲ့ဆိုင်တနည်းနဲ့တနည်းအောင်ခုန်ကူဖို့အတွက်စူးစမ်းနေပါတယ်။တနေ့ရမှာတော့ David ကသူ့အမေနဲ့တူတူသွားခဲ့မှုတွေ Empire စစ်အဆောက်အဦးကိုမြင်လိုက်ရတာကြောင့်ငါဒီလိုကြောင့်ဘူးရပဲလို့ပြောနေကရုတ်တရက်ဆိုသူလိုပဲထိုအဆောက်အဦးပေါ်ရောက်လာလိုက်ပါတယ်။ဒီတော့မှပဲ David လည်းသူ့ရဲ့အဆွမ်းကိုနားလည်တဲ့လောက်ဖြစ်သွားပြီးသူသွားချင်တဲ့နေရာကိုမျက်စိနဲ့တဲ့အမြင်ပူရမယ်ဆိုတာကိုသိသွားပါတယ်။ အစွမ်းရဲ့လူဝတ်ချက်ကိုတည်သွားတယ်မျက်လက်ထဲအုံသီးရသလိုပဲနောက်ထပ်တစ်ရက်မှာ15နှစ်အရွယ်လေးဒေးဗစ်ကဘန်တကူစီရောက်သားပြီးတက်စင်ငယ်ကိုအတုံးပြုတ်ကျင်တယ်လို့ဆိုကဘန်ထဲမှာရှိတယ်ငွေတိုက်ခန်းကိုစပြီးလေလာပါတယ်ရောက်တဲ့အခါမှာတော့ဒေးဗစ်ကလိုအပ်တဲ့ပစ္စည်းတချို့ကိုချူပြီးဘန်ရဲ့တက်စင်ငယ်နဲ့ကိုခုန်ကူးသွားလိုက်ကတက်စင်ခန်းနဲ့တစင်မှာဘန်တိုက်ခန်းနဲ့ကိုထပ်ပြီးခုန်ကူးသွားလိုက်ပါတယ်အရာအလုံးအောင်မဖြစ်သွားတဲ့အချိန်မှာတော့ဒေးဗစ်လည်းဗတ်တိုက်ထဲကနေပတ်စံတွေကိုလိုသလောက်ယူလိုက်ပြီးအခန်းထဲမှာပတ်စံတွေကိုအပြည့်ပြန့်ဖြည့်လိုက်ပါတယ် ပတ်စံဒီအပြောင်းပြန်ရသွားတဲ့အကျွမ်းဒေးဗစ်ကတော့အပျော်ကြီးပျော်နေပေမယ့်နောက်ရမှာတော့ဒေးဗစ်ဖောက်သွားတဲ့ဘန်ကိုသမေဖြူနဲ့လူရောက်လာပြီးသူ့ကိုသူအန်နက်စီရဲ့အဖွဲ့စည်းရာရိုလန်ပါပဲလို့ပြောနေကဘဲဖောက်ထုတ်ခဲ့ရတဲ့အကြောင်းကိုမင်းနေပါတယ်ဘဲကဝန်တန်းနေရာလေတကားတစ်ချက်မှအဖွဲ့မင်းနေတခိုးဟာအကုန်လုံးခိုးသွားလို့ပြပြနေပြီးရိုလန်ကတော့ဒီတလအတွင်းမှာဘန်တဲ့အတွင်းထဲကိုဝင်ပူးတဲ့သူတွေရဲ့စာရင်းနဲ့ CCTV မှတ်တမ်းတွေအကုန်လုံးကိုသူ့လိုချင်တယ်လို့ပြောလိုက်ပါတယ်ဘဝနဲ့ကတော့ဒီတဲ့ကိုဝင်ပူးတဲ့သူတွေနဲ့ဘာဆိုင်လိုလဲလို့မေးလိုက်ပြီးရိုလန်ကတော့ဒီတဲ့ကိုဝင်ပူးတဲ့သူကပဲတကားတွေမဖွင့်မင်းနဲ့ခိုးနိုင်မှာကွာလို့ပြောလိုက်ပါတယ် ဒီကိစ္စတွေဖျက်ပြပြီးနောက်ရှစ်နှစ်အကြာမှာတော့ဒေးဗစ်ကနူရော့ကအကောင်းစားတိုက်ခန်းတစ်ခုမှာဈေးခိုင်ပစ္စည်းအပြည့်နဲ့ဘဝကိုပျော်ပျော်ကြီးဖျက်ဆီးနေပြီးသူသွားချင်တဲ့နေရာကိုသွားချင်တဲ့အချိန်မှာသွားလို့ရအောင်လို့နေရာပေါင်းစုံကထပ်ဖို့နေုံနဲ့နေရာမှာကတ်ထားပါတယ်ဒေးဗစ်ကနိုင်ငံပေါင်းစုံကပတ်သက်တဲ့အပြစ်ဖြေရတဲ့အခန်းတစ်ခုတည်းဝင်ပြီးပတ်သက်တဲ့ထက်ကိုယူလိုက်ကသွားချင်တဲ့နေရာတွေကိုရှောက်ပြီးသွားနေပါတယ်။ဒီလိုမျိုးကိုချင်တိုင်းကုန်ပြီးပျော်ချင်တိုင်းပျော်နေတဲ့ဒေးဗစ်ကလန်ဒန်မှာရှိတဲ့ဘားတစ်ခုတည်းကိုဝင်သွားပြီးကောင်မလီလက်ကိုသဘောကျသွားကထိုကောင်မလီရဲ့အနာကိုခုန်ကူးသွားလိုက်ပါတယ်။ ဒေးဗစ်ကအဲ့လိုလုပ်သွားတာကိုဘားထဲမှာရှိနေတယ်ဂရစ်ဆိုရဲသူကတတိထားမိသွားပြီးဒေးဗစ်ကိုစောင့်ကြည့်နေပါတယ်ဒီချိန်မှာဒေးဗစ်ကတော့ဘာမှတွေးကြရတဲ့ကောင်မလေးနဲ့တညတာကိုပျော်ပျော်ကြီးကုတ်ဆိုးနေပြီးနောက်တစ်ရက်မနက်မှာတော့ရေလွှာလျှော့စည်းရင်းနဲ့အီဂျစ်မှာမနက်စာထိုင်စားနေလိုက်ပါတယ်ဒီချိန်တစ်ဖက်မှာတော့တောင်းတစ်ခုတွင်မှာတိုက်ပွဲတစ်ခုဖြစ်နေပြီးရိုယယ်နဲ့သူ့ရဲ့အဖွဲ့သားတွေကနက်နက်အထူးဆန်းနေနဲ့လူတယောက်ကိုလိုက်ပြီးဖမ်းနေပါတယ်လေဖန်ခန့်နေရတဲ့သူကလည်းဒေးဗစ်လိုမျိုးခုန်ကူးသူတယောက်ဖြစ်နေပြီးရိုလန်ဟာထိုသူရဲ့အနာကိုသွားကသွားစီတဲ့နေရာကိုအချိန်ပြေးသွားနိုင်တာဖျားပဲရှိလို့ပြောနေပြီးထိုသူကိုတပ်ပစ်လိုက်ပါတယ် အဲ့အချိန်ကွတ်တီပဲရိုလက်စီကိုဖုန်းလုံးဝင်လာပြီးဘန်ဖောက်တဲ့အမှုအတွက်တဲလုံစားရပြီလို့ပြောနေကရိုလက်ကလည်းချက်ချင်းပဲသူလာခဲ့ပါမယ်လို့ပြောလိုက်ပါတယ်။နောက်နေ့မှာတော့ဒေးဗစ်လည်းသူ့ရဲ့အခက်စီအောင်ပြောင်းလာခဲ့ပြီးအခက်ထဲမှာတယောက်ရှိနေတယ်ဆိုတာကိုသိထားမိသွားတာကြောင့်ထွက်ပြေးဖို့လုပ်နေတဲ့အချိန်ပဲထွက်ပြေးဖို့မစင်စားနဲ့ဆိုတဲ့ရိုလက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။ရိုလက်ကဘန်ဖောက်တဲ့အမှုအနေနဲ့ပတ်သက်ပြီးဒေးဗစ်ကိုမေးနေကဒေးဗစ်ကတော့ဘူးတလုံးခံနေနေပြီးရိုလက်ကတော့ငါ့ကိုလိမ်မနေပါနဲ့မိဘကောင်လဲဆိုတာကိုငါသိရလို့ပြောလိုက်ပြီးတနက်တစ်ခုကိုထုတ်ပြလိုက်ပါတယ်။ ဒေးဗစ်လေအချိန်နေမဟန်တော့အောင်တွေ့ရကြအောင်ခုတ်ကူးဖို့တက်လုပ်နေတဲ့အချိန်ပါပဲရိုလက်ရဲ့တဲ့ကနေဘူဝမီလက်နဲ့တစ်ခုနဲ့တိုးသွားပြီးတက်ခိုက်ခံလိုက်ရပါတယ်မမျော်လင့်သားရဲ့တိုက်ကွက်ကြောင့်ဒေးဗစ်လေအလူလက်ခံနေရပြီးဓာတ်ပုတ်တဲ့နေတဲ့စင်ခုတ်ကူးဖို့လုပ်နေကရိုလက်ကတော့လက်ရှိမှာဘူဝတထောင်လောက်ကိုမင်းရဲ့ကောင်းတွေထိုးတက်တာလို့ရှိရင်မင်းခုတ်ကူးလို့ရမှာမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်တိုက်ခိုက်ချက်ကြောင့်ဒေးဗစ်လေခုတ်ကူးလို့မရဖြစ်နေပြီးရိုလက်ကတော့မင်းကိုဘသူကကောက်ခွက်ပေးထားတယ်လို့မင်းနေပါတယ် ဒါမဲ့ဒေးဗစ်ကတော့အချိန်ရအောင်ဆွဲနေပြီးနောက်ဆုံးမှာတော့သူ့ရဲ့ပတ်စံနေထားတဲ့အခန်းကိုရအောင်ဝင်သွားလိုက်ပြီးသူ့ကိုမှပတ်ထားတဲ့ကျိုးတွေကိုလည်းရအောင်ရုတ်ထက်ကပတ်စံတချို့နဲ့တူနေရာတွေရအောင်လုံးထပ်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲဒေးဗစ်ကသူ့ရဲ့အရာအခန်းစီကိုပြောင်းသွားခဲ့ပြီးအဖေဖြစ်သူကတော့အတန်ကြားလိုက်ရတာကြောင့်လာကြည့်တဲ့အချိန်မှာပဲဒေးဗစ်ကနောက်ထပ်တနေရာကိုထပ်ပြီးခုန်ကူသွားပါတယ်။ဒီအချိန်တိုက်ခန်းထဲမှာကျန်နေခဲ့တဲ့ရိုလန်ကတော့ဒေးဗစ်ကတိုက်ခန်းထဲမှာတဲလို့စားအောင်လိုက်ချနေပြီးတနေရာမှာတော့မီလီယက်တပ်ပုံတွေ့သွားကြအောင်ဒေးဗစ်ကိုချီရခိုင်းဖို့အတွက်တဲလို့စားချသွားခဲ့ပါတယ်။ သူထင်ထားသလိုပဲနောက်ရက်မှာဒေးဗစ်ကမီလီရဲ့အိမ်ကိုသွားလိုက်ပြီးမီလီရဲ့အမေကိုတွေ့လိုက်ရတာကြောင့်ဝမ်းသာအားရနှုတ်ဆက်နေပါတယ်။ဒေးဗစ်ကမီလီရှိလားလို့မေးလိုက်ပြီးမီလီရဲ့အမေကလည်းမီလီယာအခုချိန်မှာတောက်တက်ခွေးနေနေရယ်ဆိုတော့ပြောပြလိုက်ကမီလီအလုံးလုံးနေတဲ့ဘားရဲ့လက်ချောင်းကိုလမ်းညွှန်ပေးလိုက်ပါတယ်။ဒီလိုနဲ့ဒေးဗစ်လည်းမီလီအလုံးလုံးနေတဲ့ဘားကိုလိုက်သွားပြီးမီလီကိုထိုင်ကြီးနေကထပ်ပြန်တော့မယ့်အချိန်မှာပဲမိတ်ဆွေဟော်ကြီးမာဂနက်တန်တို့ပါတယ်။မောက်ကတော့ဒေးဗစ်ကိုမြင်လာတဲ့တမ်းမီမှတ်မိသွားပြီးအော်ဂျီဟဲ့ကျတဲ့နှုတ်ဆက်နေကအနားကိုလည်းမီလီပါရောက်လာပါတယ်။ မီလီယာလည်းဒေးဗစ်ကိုပြန်သွားတယ်သူ့ကိုဘာမှမပြောတော့ဘဲပြန်တော့မလို့လားလို့မေးလိုက်ပြီးဒေးဗစ်ကလည်းပြောစရာစကားတွေပြောနေကာအင်တတင်ဖြစ်နေပါတယ်ဒီလိုနဲ့မြောက်သားကြည်နူးနေတဲ့အခြေအနေတွေကိုမကဝင်ပြီးဖြက်စီလိုက်ကာမီလီကိုထိကပားကြီးပါရီလုပ်နေရကြအောင်ဒေါသထွက်သွားတဲ့ဒေးဗစ်ကမတ်ကိုဆွဲထုတ်လိုက်မိပါတယ်ဒီလိုနဲ့ဒေးဗစ်နဲ့မတ်တို့လည်းသူတစ်ပြန်ကိုတစ်ပြန်ထိုးနေကြပြီလူရှင်းတဲ့နေရာကိုထွက်လာတဲ့ဒေးဗစ်ကမတ်ကိုခုတ်ကဆွဲခေါ်လိုက်ပြီးဘန်တဲ့တခုတွေကိုခုတ်ကူးသွားလိုက်ပါတယ်မတ်ကတော့ဘာဖြစ်လို့ဖြစ်သွားမှန်းတော့မသိရကြဘူးအလဲတကြားဖြစ်နေပြီးဒေးဗစ်ကပဲ sorry ကွာငါလက်ဆောက်ကိုမထည့်တဲ့လေဘူးလို့ပြောလိုက်ကလျားနေပြတ်ထွက်သွားလိုက်ပါတယ် ။ပြီးရတယ်ဒေးဗစ်လည်းဘာမှပြသွားလိုက်ပြီးပုံစံမပြည့်ဟန်ဆောင်နေလိုက်ကနေရောင်မီလီရောက်လာပါတယ်။ဒါကြောင့်ဒေးဗစ်လည်းမီလီနဲ့အတူဘာမှဝန်ထမ်းလိုက်ပြီးရှေးအောင်တော့ဖြစ်တယ်ကိုပြောနေကြကမီလီကလည်းအခုဘာလုပ်နေလို့နေလဲလို့ဒေးဗစ်ကိုမေးပါတယ်။ဒေးဗစ်ကလည်းသူ့အကူဘန်တစ်ခုမှာအလုပ်လုပ်နေရလို့ပြပလိုက်ပြီးလက်ရှိမှာလည်းခရီးတစ်ခုထွက်ဖို့အတွက်စီစီနေရလို့ပြောလိုက်ကမီလီယာလည်းဘယ်ဟုတ်သွားမလို့လဲလို့မေးပါတယ်။ဒေးဗစ်ကလည်းရောမောက်ကိုသွားမှလို့ပြောလိုက်ပြီးမီလီယာလည်းငါအဲ့ကိုအရန်သွားချင်နေရသည်တို့လာတော့နေရမလားလို့မေးလိုက်ကဒေးဗစ်ကတော့မဟုတ်ပါဘူးငါတကယ်သွားမှပါလို့ပြောလိုက်ပြီးမီလီကိုလည်းငါနဲ့တူလိုက်ခဲ့ပါလားလို့ကန်လှမ်းလိုက်ပါတယ်။ ဒီလိုမျိုးညှောသားကြည့်လို့နေတဲ့အချိန်မှာမကြည့်လို့နေတဲ့သူကတော့တစ်ဖက်မှာဘန်တိုင်ထဲမှာကြောင်းနေလို့အဖက်ခံရတဲ့မာဖြစ်ပြီးသူစီရောရူလန်ရောက်လာကအဖြစ်ပဲတီကိုဆင်မင်းနေတဲ့အချိန်ဒီအချောင်းရတဲ့အကုန်လုံးကမီလီနဲ့ဒေးဗစ်တို့နဲ့ပတ်သက်နေရဆိုတာကိုသိသွားပါတယ်။ဒီအချိန်မှာတော့ဒေးဗစ်ကမီလီနဲ့အတူအကောင်းဆုံးဟိုတယ်တစ်ခုမှာရှိနေကြပြီးမီလီကဒေးဗစ်အချောင်းတွေကိုမေးနေရင်ဒေးဗစ်ကလည်း "तू ကဒီတိုင်းပဲတာမန်ဘန်တစ်ခုမှာအလုပ်လုပ်တဲ့ဝန်ထမ်းပါပဲ"လို့ပြောလိုက်ပါတယ်။ပြည်ရနဲ့နောက်ရက်မှာတော့ဒေးဗစ်နဲ့မီလီတို့ဟာရောဘတ်မျိုးထဲမှာပတ်ကြည့်နေကြပြီသူတို့တယောက်ပျော်ပါနေတာကိုတနေရာကနေတော့ဂရီဖင်ဆိုတဲ့သူကအကဲခတ်ပြီးကြည့်နေပါတယ် ဂရစ်ဖစ်ကဒေးဗစ်ကိုအကဲခတ်နေပြီးတော့ဒီကောင်တော့မကြခင်တေးတော့မှာပဲလို့ရှင်းပြနေပြီးဒေးဗစ်နဲ့မီလီလိုကတော့ကော်လက်စီယံနဲ့ညွှန်ကြားကြတာသူတို့ချုပ်တဲ့အချိန်မှာပဲကော်လက်စီယံကြီးကပိတ်သွားတာကြောင့်ဒေးဗစ်ကဘယ်သူမှမမြင်တဲ့နေရာကိုသွားကအထက်ကိုခိုးဝင်သွားလိုက်ပြီးကော်လက်စီယံတကားကိုအထက်ကနေဖွင့်ပေးလိုက်ပါတယ်ဒီလိုနဲ့ပဲကော်လက်စီယံထဲမှာနှောက်သားကြည့်လို့နေကြပြီးအောက်ကိုဆင်းဖို့အတွက်တကားတော့ဖွင့်ပြဖို့လုပ်နေတဲ့အချိန်မှာအောက်မှာထိုင်နေတဲ့ဂရစ်ဖစ်ကိုတွေ့လိုက်ရပါတယ် Griffin ဟာ David ကိုတွေ့ရတယ်မဲအခုလိုမျိုးလွတ်လပ်လပ်နေသွားစီတိုင်းသွားလုံးစီတိုင်းနေလုံးနေတာမင်းတော့မကြခင်မှာဒုက္ခရောက်တော့မယ်လို့ပြောနေပြီ David ကတော့မင်းရပါကောင်းလဲငါဘာသာကလုံးစီတိုင်းလုံးနေရလာပြီးမထောက်ချက်ပါနဲ့လို့ပြောလိုက်ကာမီလီကိုတကားဖွင့်ပေးဖို့တက်လုံနေပါတယ်ဒါကြောင့် Griffin ဟာဝင်တားလိုက်ပြီးငါလည်းမင်းလိုပဲခုန်ကူးတဲ့ကောင်ပဲလို့ပြောလိုက်တာ David ယုံအောင်လို့တက်တိတ်ပြလိုက်ပြီးမင်းဟာပေါ့ပေါ့တက်တက်နေနေရကြောင်းဒီကောင်နေရမင်းကိုတတိထားမိသွားပြီလို့ပြောနေပြီလက်နဲ့အပြည့်စုံနဲ့သူတို့ကိုတတ်ဖို့လာနေတယ်လူတစုကိုပြလိုက်ပါတယ် ဒီလိုနဲ့ David နဲ့ Griffin တို့လည်းထူးထူးတကျူအသက်တိုက်ခိုက်နေရပြီးအပြည့်အစုံရတဲ့နေကြောင်းမီလီယာလည်း David ကိုစိတ်ပူနေပါတယ်။ Griffin ကတော့အတွေ့အကြုံရှိသူပြီးပြီးပဲလက်လက်လက်သူတွေကိုရှင်းပြချနိုင်နေကနှစ်စလုံးကိုတခါတည်းအမောက်တိုက်ပြလိုက်ပါတယ်။ဒီတော့မှပဲ David လည်းတတုံရှိနေဒီကောင်းနေရဘာလို့လဲဘာဖြစ်လို့ကတော့တိုက်ခိုက်နေရလဲလို့မေးနေပြီး Griffin ကလည်းဒီကောင်းနေရပါလာတဲ့နေပဲသူတို့ကငါ့ဟုတ်လို့ပြောဂျန်ပါလို့ခေါ်တဲ့ခုန်ကူးတဲ့သူတွေကိုလိုက်ပြီးတက်နေရပဲလို့ပြောပြလိုက်ပါတယ်။ ပြီးရတယ် Griffin ဟာပါလာဒီတကောင်ရဲ့အလောင်းကိုယူလိုက်ပြီးတလီဟောကိုခုံမှုသားက David ကလည်း Griffin ရဲ့အမတ်ကလည်းတစ်စီအနောက်ကိုတစ်ခါရက်ကပ်ပြီးလိုက်သွားလိုက်ပါတယ် Griffin ကတော့သူ့ရဲ့နှက်ကိုကပ်ပြီးလိုက်လာကြအောင် David ကိုအပြစ်တင်နေပြီးမင်းရဲ့ကောင်မလေးကိုအသက်ရှင်နေချင်လို့ရှိရင်အခုတစ်ချိန်ပဲပြတ်သွားလို့လွတ်ပြလိုက်တာကြောင့် David လည်းချက်ချင်းပဲမီလီရှိရဲ့နေရာကိုပြန်ပြီးခုံမှုသားလိုက်ရပါတယ်တခဏလေးအတွင်းမှာဖြစ်စဉ်တွေဖြစ်နေပေမဲ့ဘာသူမှမသိရတဲ့မီလီကတော့ဘာတွေဖြစ်သွားလဲလို့မင်းနေပြီးဒေးဗစ်ကတော့မီလီမင်းတော်ကိုတမ်းမဖြစ်ပဲအချိန်နဲ့မဟန်တော့အကြောင်းဒီကနေအပြောင်းထွက်သွားမှရမယ်လို့ပြောနေကအပြုံပြောင်းထွက်လာလိုက်ပါတယ် ဒီအချိန်မှာဒေးဗစ်တို့တက်ခိုက်နေတာကိုမြင်သွားတဲ့အဆောင်ကရဲကိုခေါ်လိုက်ပြီးအပြုံပန်ထွက်လာတဲ့ဒေးဗစ်ကိုလည်းရဲတွေကွက်တီဖမ်းခေါ်သွားပါတယ်။ဒီလိုနဲ့ပဲအခန်းတစ်ခုထဲမှာတော့ရဲတွေကဒေးဗစ်ကိုဆင်းမင်းနေပြီးဒေးဗစ်ရဲ့ passport ကိုလည်းတင်ထားလိုက်တာဒေးဗစ်ကတော့ဘာစကားမှပြန်ပြောမနေဘဲမီလီနဲ့တွေ့ချင်တယ်လို့သာပြောနေပါတယ်။ဒါကြောင့်ဆင်းမင်းနေရတဲ့ရဲလည်းစိတ်မရှိတော့တဲ့အပြုံထွက်သွားပြီးအခန်းထဲကိုအမျိုးသမီးတစ်ယောက်ဝင်လာပါတယ်။ထိုမျိုးသမီးကတော့အခြားသူမဟုတ်ပဲဒေးဗစ်ရဲ့အမေမယ်ရီဖြစ်နေကမယ်ရီကတရားနဲ့အမြထွက်သွားဖို့နဲ့ကောင်မလေးကိုလည်းအန်ဒီကင်းသိနေလို့ရှိရင်ဝူးဝေးမှာထားဖို့တော့ပြောနေကအခန်းထဲနေပြထွက်သွားပါတယ် ဒေးဗစ်ကတော့သူ့အမေနောက်ကိုအသက်သက်ပြေးလိုက်နေပြီရဲတယောက်ကတော့ဒေးဗစ်ထွက်ပြေးလို့ထင်နေကပြန်ပြီးလိုက်ဖမ်းနေပါတယ်ဒါကြောင့်ဒေးဗစ်ကအလုံးလိုက်ရှုပ်နေတဲ့ထိုးရဲကိုစပယုတ်တူပေါ်မှာပို့ထားလိုက်ပြီးရဲစခန်းကိုပြခုံကူးလာခဲ့ကအောက်မှာစောင့်နေတဲ့မီလီနဲ့အတူပဲလေးစစ်ကိုအမြထွက်ပြေးလာလိုက်ပါတယ်။ပြီးရတဲ့ဒေးဗစ်ကမီလီကိုတယောက်တည်းအိမ်မဲ့ထုတ်လိုက်ရမှာကြောင့်စိတ်မကောင်းဖြစ်နေပြီးမီလီကိုနှုတ်ဆက်ကလေးစစ်ကနေပြန်ထွက်လာလိုက်ပါတယ်။တစ်ဖက်မှာတော့ဒေးဗစ်ရဲ့အဖေရှိတဲ့နေရာကိုရိုလန်ကထွက်လာခဲ့ပြီးဒေးဗစ်ရဲ့အကြောင်းကိုမင်းတွေကမယ်ရီရဲ့ပုံကိုလည်းတွေ့သွားပါတယ်။ ဒီချိန်မှာ Griffin ကတော့သူ့ရဲ့ကူထဲမှာဂိတ်ထိုင်စောနေပြီ။မကြခင်ပဲ David ရောက်လာကပါလာဒင်နဲ့ပတ်သက်တဲ့အကြောင်းရင်းတွေကိုလာမေးပါတယ်။ Griffin ကလည်းပါလာဒင်နေရာအခြေအတွက်များကြောင်းနဲ့ဒီကောင်နေရာတမိုင်းခဲအလဲကလေးရာကိုကူးရဲ့သူတွေကိုလိုက်ပြီးရှင်းပြနေတဲ့အကြောင်းပြပြလိုက်တာ။အခုချိန်မှာခုတ်ကူးသူဆိုလို့ ground တက်ပဲကျန်တော့ရလို့ပြပြလိုက်ပါတယ်။ David ကလည်းကောက်ပါပြီ။ဒါဆိုရင်တို့တို့ဟာဘာဖြစ်လို့ကတော့လိုက်ပြီးတက်နေရလဲလို့မေးလိုက်တာ။ Griffin ကလည်းဒီကောင်လေးဟာငါတို့ကိုတက်ချင်လို့တက်နေရပဲလို့ပြောနေပြီ။ဘယ်လောက်ထိတက်ချင်တယ်လဲဆိုရင်မင်းရဲ့ဘေးမှာရှိတဲ့မိသားစုဝင်တွေတကယ်ချင်းတွေကိုပါအရှင်းမထားဘူးလို့ပြောပြလိုက်ပါရတယ်။ ဒီစကားကြောင့်ပဲစိုးရိမ်တိကျွတ်သွားတဲ့ဒေးဗစ်ကသူ့အဖေရှိအောင်သွားကြည့်လိုက်တဲ့အချိန်မှာတော့အသက်မဲ့နေတဲ့အဖေဖြစ်သူကိုတွေ့လိုက်ရပြီ။ဒေးဗစ်လည်းနောက်နောက်အကြီးကြီးရာကငိုရွေးနေတဲ့ဆေးရုံကိုပို့ပေးလိုက်ရပါတယ်။ပြီးရတဲ့အချိန်တွေဒီအားလုံးကိုသဘောပေါက်သွားတဲ့ဒေးဗစ်ကအချုပ်ခန်းထဲမှာရှိနေတဲ့မက်ဆီရောက်သွားပြီးရိုလန်ဆိုတဲ့သူကိုမီဒီလဲပတ်သက်တဲ့သတင်းတွေကိုမပြောပြခဲ့လာလို့ဒေါသတကြီးနဲ့မင်းတွေကမက်ကလည်းဟုတ်တယ်ငါကိုပြောပြလိုက်တယ်လို့ပြောပြလိုက်ပါတယ်။ဒီစကားကြောင့်ဒေးဗစ်လည်းစိတ်ဖက်လက်ပြက်နဲ့ဂရီဗီယက်ကူကိုပြသွားလိုက်ပြီးပလာတင်တွေကိုငမဆသွားကြည့်ပြီးတော့ပြန်လာတဲ့ဂရီဖင်ကိုရိုလန်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုစမေးပါတော့တယ်။ ဂရီဖင်ကတော့အဲဒီကြောင့်စိတ်ပူဖို့နဲ့ရိုလန်ကိုသူကရန်ရှိမယ်လို့ပြောလိုက်ပြီးဒေးဗစ်ကိုလည်းအေးစင်းနေဖို့အတွက်ပြောနေတာဒေးဗစ်ကတော့ငါတို့တယောက်ပေါင်းပြီးတော့အဖွဲတစ်ခုလုပ်ပြီးရိုလန်ကိုရှေ့ချမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဂရီဖင်ကတော့မဲလို့မျိုးဝါနူးကောင်နဲ့အလုပ်တူတူမလုပ်နိုင်ဘူးလို့ညင်းလိုက်တာတိုချိုမျိုးကိုခုန်ကူသွားပြီးဒေးဗစ်ကလည်းတိုချိုရဲ့လမ်းမတွေပေါ်မှာဂရီဖင်ကိုရိုလန်ကိုတက်ပြီးမီလီကိုကဲပေးပါလို့လိုက်ပြီးနားချနေပါတယ်။ဒီချိန်မှာဂရီဖင်ကတော့မာစီဒီကာရှိုရဲဝင်သွားပြီးကားစစ်တစီကိုပြင်ချသားပါပါနဲ့အပြေအထုတ်ပြလိုက်တာဒေးဗစ်နဲ့အတူတိုချိုမျိုးရဲ့လမ်းမတွေပေါ်မှာပတ်ပြီးမောင်းနေပါတယ်။ ဒေးဗစ်ကတော့နှစ်တက်လောက်ရှိတဲ့ကောင်ကိုမင်းဟာဘယ်လိုလုပ်ပြီးတော့အပြင်ကိုရောက်ထွက်လာလဲလို့မေးလိုက်ကာဂရီဖင်ကတော့ဘယ်အရာပဲဖြစ်ဖြစ်ရွေးနေတဲ့အခြေအနေဆိုရင်ကိုတဲ့အတူတူအပြင်ကိုခုန်ကူးလို့ရရလို့ပြပြနေပြီသူတိရဲ့တခြားခုန်ကူးသူတယောက်ဆိုရင်အိမ်တလုံးနဲ့အတူတူပါခုန်ကူးဖို့စူးစမ်းရတယ်တိတ်သွားခဲ့တာလို့ပြပြလိုက်ပါတယ်ဒီလိုနဲ့နောက်ရက်မှာတော့ဒေးဗစ်ကငါတို့တွေကအကူမလုပ်လို့ရှိရင်ရိုလန်ကိုတက်ဖို့ရောမီလီကိုကဲဖို့ပါနောက်ချက်သွားနိုင်မယ်လို့ပြောနေပြီဂရီဖင်ကလည်းလက်ရှိမှာရိုလန်ကိုအရက်တက်ချင်နေရကြအောင်စိတ်သက်ပြေထန်နေတယ်ဒေးဗစ်နဲ့အဖွဲတစ်ခုဖွဲ့ဖို့အတွက်သဘောတူလိုက်ကလေစိတ်မှာမီလီရဲ့လေထိုက်ချင်ကိုသွားပြီးကြည့်လိုက်ကြပါတယ် ဒါပဲကဲဆိုးကျင်တော့မီလီရဲ့လင်ကြီးဟာလူခဲတနားကြီးကလေးဟာဆက်ကက်သွားတာကိုတိလိုက်ရတာကြောင့် Griffin နဲ့ David ကိုမီလီရှော့တဲ့သွားခိုင်းလိုက်ပြီး "तू ကတော့ Roland ကိုပြင်ဖို့အတွက်လူဝတ်တာတွေကိုတွားယူမယ်လို့ပြောလိုက်ပြီးနောက်တော့လမ်းခွဲလိုက်ကြပါလေ။ဒီလိုနဲ့ David လည်းမီလီလှုပ်တဲ့ဘာကိုလိုက်သွားလိုက်ပြီးမီလီရဲ့တကယ်ချင်းကလည်းမီလီဒီယိုမလာကြောင်းနဲ့ဘာကိုတော့သဘေပြူတဲ့လူကြောင်လာသွားရလို့ပြောပြလိုက်တာကြောင့် David လည်းအလောတကြီးနဲ့မီလီရဲ့အိမ်ကိုတမ်းပြီးလိုက်သွားလိုက်ပါလေ။ David လည်းမီလီရဲ့အိမ်တွေကိုသိုးရင်လူကြီးနဲ့ဝင်သွားပြီးကန်ကောင်းကျင်တော့မီလီဟာဘာဖြစ်သေးပဲကန်ဆိုးကျင်တော့သူ့ကို Roma နဲ့တောက်ထက်ပြက်လုပ်ခဲ့တဲ့အတွက်စိတ်ဆိုးနေပြီး David ကိုမောင်းထုတ်နေပါရဲ့။ အဲ့ဒီအချိန်မှာအိမ်ထဲကိုရိုလဲသူရောက်လာကြအောင်ဒေးဗစ်ကသူဘာကောင်လဲဆိုတာကိုထုတ်ပြလိုက်ရပြီဂရစ်ဖစ်ရဲ့ဂူနယ်ကိုမီလီနဲ့တူခုတ်ကူးသွားလိုက်ပါတယ်ဂရစ်ဖစ်ကတော့ဒေးဗစ်ကိုမီလီနဲ့တူတွေ့လိုက်ရအောင်အကုန်လုံးဒုက္ခရောက်တော့မယ်လို့ပြောနေကအเจ้าတော့ပါလာဒီနေစီမှာခုတ်ကူးတဲ့သူတွေနောက်ကိုလိုက်တဲ့ဆက်တခုရှိကြောင်းတယ်အဲ့ဒါကအရင်အတည်းများကြောင်းပြောပြလိုက်ပါတယ်သူပြောနေသလိုပဲရိုလန်ဒိုအဖွဲ့ဟာဒေးဗစ်ခုတ်သွားတဲ့နေရာနောက်မှာဆက်တခုကိုဖွင့်လိုက်ပြီးအနောက်ကနေလိုက်ဖို့အတွက်ပြင်ဆင်နေကြပါတယ် ဒါကြောင့်ပဲဘလို့မပတ်တတ်တဲ့အဆုံးမှာတော့ဒေးဗစ်ကမီလီကိုဘေးကင်းတဲ့အပြင်မှာနေခိုက်ခိုက်လိုက်ပြီးဂရီဖင်နဲ့အတူဂူရဲကိုပြန်ဝင်သွားကမကြခင်ပဲရူရဲလို့လျှောက်တာအကြောင်းတနည်းမှာပုံနေလိုက်ကြပါတယ်။ဒေးဗစ်ကပုံနေတဲ့နေရာမှာသူ့မိရဲ့ပုံကိုတွေ့လိုက်ရအကြောင်းသွားကြည့်တဲ့အချိန်မှာပဲရူလန်ဖမ်းတာကိုခံလိုက်ရပြီးရူလန်ဟာမင်းရဲ့တူဦးတို့တကယ်ချင်းလေးပုံနေတဲ့နေရာစီကိုခေါ်လာပြီးတာကျေးဇူးပါပဲလို့ပြောနေပါတယ်။အဲ့ဒီအချိန်မှာဂရီဖင်ကဘီသက်တက်ရောက်လာခဲ့ပြီးရိုလန်ရဲ့အဖွဲသားလေးကိုလည်းမိလို့တိုက်သွင်းပြစ်လိုက်တာရိုလန်ကိုလည်းအမိဖို့ဒုက္ခပဲပေးနေပါတယ်။ Griffin ရဲ့ပြောင်းပွဲတက်ခိုက်မှုတွေအကြောင်း Roulette လည်းအခြေအနေမဟန်တော့တာကိုသိသွားပြီး Billy ရဲ့အခက်စီကိုပြသသွားကြက Griffin ကတော့ဒေါသတကြီးနဲ့အခြားတစ်ဖက်ထိလိုက်သွားခဲ့ပါတယ်ဒီအချိန်မှာအပြစ်မရှိနေတဲ့ Billy ကအထက်ကိုပြောင်းလာခဲ့ပြီး Roulette ရဲ့ကြိုးပါပြီးနေတဲ့ David ကိုလှုပ်ပေးလိုက်ကသူ့ကိုနေရာပြန်ပို့ပေးဖို့အတွက်ပြောနေပြီးမကြခင်ပဲ Paladin ရဲ့ခုတ်ကူးစက်တစ်ခုနဲ့အတူ Griffin ပြန်ပြီးရောက်လာခဲ့ပါတယ်ရောက်လာတဲ့ Griffin ကအပျော်ကြီးပျော်နေပြီးဒီကောင်တွေကတော့အခုချိန်မှာထပ်ပြီးမလန်းနေတော့ဘူးလို့ပြောနေကပျော်လို့မစုံပျော်လို့မဟုတ်သေးခင်မှာနေရုတ်တရက်ဆိုသလိုပြောချိုးတစ်ချောက်ထွက်လာပြီးမီလီကိုဆွဲခေါ်သွားခဲ့ပါတယ် ီးရတယ်ရိုလန်ဟာဒီကောင်ကိုပြန်ပြီးကဲရအောင်လို့ကြံတဲ့ခုန်ကူတဲ့ကောင်တွေဟာဒီလိုလာပါပဲလို့ပြောနေပြီးသူ့ရဲ့အဖွဲသားတွေအကုန်လုံးကိုအစစ်အစစ်ပြစ်ထားခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာ Griffin ဟာ Roland အပါအဝင်ဒီမှာရှိနေတဲ့ပလာနေတဲ့အကုန်လုံးကိုတခါရဲလက်ဆရှင်းပြဖို့အတွက်ထေကိုင်ဘုံတလုံးကိုပြင်ဆင်နေပြီးဒါဝတွေ့သွားတဲ့ David ကမီလီရှိနေတဲ့အကြောင်းမလုပ်ဖို့အတွက်ပြောနေပြီးစကားပြနေကြပါသည်။ပြောပြတဲ့အဆုံးမှာတော့ David ကဘုံကိုတွေ့လိုက်ပြီးတနည်းအားဖြင့်ခုခုသွားကနှစ်ယောက်သားကပောက်တစ်ပတ်ပတ်နေရင်ဆက်လက်တံကိုလှူနေကြပါသည်။ ီလိုနဲ့စစ်ပွဲတစ်ခုနဲ့ရောအရောက်ပါတော့ဒေးဗစ်ကလဲကြလီယာတာဝါတိုင်ထဲကို Griffin ကိုထိုးထည့်လိုက်ပြီးတာဝါတိုင်ကထွက်တည်ရလက်စစ်တက်နေကြောင်းခုတ်ကူးလို့ပြရတဲ့ Griffin ကလည်းနေရာမှာပြိမိသွားကဒေးဗစ်ကတော့မီလီယက်တက်ကဲစီကိုပြောင်းလာခဲ့ပါတယ်။ပြင်ရောက်ချင်းဒေးဗစ်လည်းအဖက်ခတ်တာရတဲ့မီလီကိုမြင်လိုက်ရကအထက်ကိုဝင်ချင်းပါတယ်ရိုလန်ရဲ့သူတွေဝိုင်းပြီးဖမ်းတော့ခံလိုက်ရပါတယ်။ရိုလန်ကလည်းဒေးဗစ်ကိုထွက်ပြေးလို့မရအောင်လိုက်ပြီးဓာတ်အုပ်ထုတ်ကတက်ပြဖို့အတွက်လုပ်နေတဲ့အချိန်ဒေးဗစ်ကမီလီကိုကြည့်လိုက်ပြီးအတက်ဝဝရှူတာပို့ပြောလိုက်ကတိုက်ခန်းတစ်ခုလုံးကိုခုတ်ပြီးရေခဲတစ်ခုထဲကိုခုန်ကူးသွားလိုက်ပါတယ် ပြီးရတဲ့ဒေးဗစ်လည်းအချိုးရနေလိုအောင်ရှုပ်ကန်လိုက်ပြီးနောက်တစ်ချိန်ခုကူလိုက်ရာထုံးစံတိုင်းစက်ကြီးတစ်ထည်ရောက်သွားပြန်ပါတယ်။အဲ့ဒီအချိန်မှာရိုလန်ကပြန်ထလာပြီးအန်တီပေးဖို့လုပ်တာကြောင့်ဒေးဗစ်ကရိုလန်ကိုကုတ်ကနေဆွဲလိုက်ပြီးနောက်ဖျားပွေတောင်ပြန်ပြီးတက်ဖို့မလဲတော့တဲ့ဂျောက်ကဘာတစ်ခုပေါ်မှာတင်ခဲ့လိုက်ပါတယ်။ကိစ္စတွေအလုံးပြပြပြီးနောက်တအနေငယ်အကြောင်းမှာတော့ဒေးဗစ်ကအင်တကူစီကိုသွားနေပြီးကောင်မလေးတယောက်ကတကားလာဖွင့်ပေးနေကဒေးဗစ်ကလည်းမယ်ရီရှိလာလို့မိလိုက်ပါတယ်။ လာဖွင့်ပြီးတဲ့ကောင်မလေးရလဲအမေရင်အဲ့တယ်လာလို့လမ်းခေါ်လိုက်ပြီးအိမ်ထဲကနေမယ်ရီဆွေးသူထွက်လာကဒေးဗစ်ကိုမြင်လိုက်ရအောင်အန်ဟောသွားပြီးသူ့သမီးလေးကိုအပေါ်မှာစောက်နေပုံတိုင်းပြောလိုက်ပါတယ်ဒေးဗစ်ကအမေရလဲပါလာနေနေတဲ့ဟာတယောက်ပဲလားလို့မေးလိုက်ပြီးမယ်ရီကလည်းဟုတ်တယ်လို့ပြောလိုက်ကဒေးဗစ်ကိုကောက်ခဲ့ဖို့အတွက်သူအခုလိုမျိုးထွက်သွားပြရတာပါလို့ပြောပြလိုက်ပါတယ် ဒါမဲ့ဒေးဗစ်ကနားမလဲရကြအောင်မယ်ရီယာဒေးဗစ်လီအသက်၅နှစ်သားအရွယ်မှာပထမဦးဆုံးအချိန်ခိုကူးခဲ့ရလို့ပြောပြလိုက်ပြီးအဲ့အချိန်တုန်းကသူ့စီမှာဒေးဗစ်လီကိုတတ်မလားဒေးဗစ်လီအန်ဒီယာကင်းအောင်လို့ထွက်သွားမလားဆိုပြီးရွေးချယ်ကြတယ်ပဲရှိရကြအောင်ဒေးဗစ်လီရဲ့ဘဝတည်းကနေအဝိုးထွက်သွားခဲ့ရလို့ပြောပြလိုက်ပါတယ်ဒီတော့မှပဲဒေးဗစ်လီအဖြစ်အပျက်တွေကိုနားလည်သွားလိုက်ပြီးသူ့အမေကိုလှုပ်ဆက်လိုက်တာအပြုံပြထွက်လာခဲ့လိုက်ပါတယ်အိမ်ပြန်လာမှာတော့ဒေးဗစ်ကိုစောင့်နေတဲ့မီလီရှိနေပြီးဒေးဗစ်လည်းမီလီကိုခေါ်လိုက်တာတနည်းအားဖြင့်ခုတ်ကူးသွားလိုက်ပြီးဂျမ်ပါလဲဆက်သိမ်းသွားပါတယ်